အလုံးမဲမင်္ဂလာပါယွန်းဒီနေ့ရန်ကုန်မြို့မှာအရန်စားကောင်းတဲ့အာဟာရစံပြုံဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။စိုက်နမယ်လေးကတော့ခွန်ကြီးဘဲပါ။နမယ်လေးကလည်းချစ်စရာရန်ကောင်းတယ်နော်။စံပြုံပြင်ချားမီညူတွေလည်းရသေးရဲ့။မိသားစုနဲ့ပဲဖြစ်ဖြစ်ချစ်သူတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်အရသာရန်ကောင်းပြီးဟဲသည့်ဖြစ်တဲ့မီညူတွေကိုအကိုခန့်အေးအေးလေးနဲ့အေးအေးဆေးဆေးသုံးဆောင်လို့ရတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ရှင်။ ဆိုင်လိပ်စာလေးရတော့အမှတ်134မြေညီဒန်းစမ်းချောင်းလမ်းမှာရှိရာဖြစ်ပါတယ်။စံပြုတ်မကြိုက်တတ်တဲ့ရွံကိုတောင်မှာစံပြုတ်အရန်ကြိုက်မိသွားအောင်ဖန်ဆားနိုင်ခဲ့တဲ့ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်ရှင်။ဆိုင်ရဲ့ပြင်ဆင်လေးရလည်းတန့်ရှင်းပြီးတော့ဆွဲဆောင်မှုရှိရယ်ဆိုင်ထဲကိုဝင်သွားတဲ့အခါမှာလည်းစိတ်ကိုအကြည့်တက်လေးပြီးဆောင်နိုင်တယ်လို့ခံစားခဲ့ရတယ်။ဘေးနာအမကသူကနှုံးချီချီဖြစ်ပြီးရောတဲ့နေလို့မကောင်းလဲပြောလို့အဲ့ဒါစံပြုတ်သွားစားကြမယ်ဆိုပြီးရောက်လာကြတာပေါ့နော်။ ဒီခန်းလေးရတော့အာဟာရပြည့်ဝပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတောက်တွေကိုဖန်တီးပေးတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်။မိမကောင်းဖြစ်နေတဲ့သူတွေနဲ့အားမရှိသလိုခံစားနေရတဲ့သူတွေအတွက်အားရပြန်ရှိအောင်လို့လှုပ်ပေးနိုင်တဲ့နေရာလေးတစ်နေရာလေးဖြစ်ပါတယ်။လူချိုက်အရန်များတဲ့ရှယ်ကြသားဆံပြုတ်ပါ။ဒါလေးရတော့ကွေကာအုံနိုးဆံပြုတ်လေးကိုချက်ပြုတ်နေရပဲဖြစ်ပါတယ်ရှင်။ kitchen ကလည်းတန်ရှင်းပြီးရောတည့်ရတဲ့အခုထဲနေတာကတော့ယန္တနာ၈ပါးစံပြုတ်ပဲဖြစ်ပါတယ် အချူပေါ့ပေါ့လေးနဲ့အဟာရတွေအများကြီးပါဝင်တဲ့စံပြုတ်တစ်ခွက်ပဲဖြစ်ပါတယ်ရှင်။အရသာလေးကိုစားပြတဲ့ခါကျမှပြောပြမယ်နော်။ဒါကတော့ကွေကာအုံနိုးစံပြုတ်ပဲဖြစ်ပါတယ်။အရသာချိုစိန်လေးဆိုတော့ခလေးရောလူကြီးပါအကြိုက်တွေ့စီမဲ့ကွေကောင်အုံနုဆံပြုံလေးပါရှင်အရသာရန်ရှိရဲ့မီနူးလေးလည်းရောက်လာပြီဆိုတော့ရွှန်းတို့တွေစပြီးတော့စားပါမယ်ရှင်ဒါလေးကတော့ဝါဆံပြုံပဲဖြစ်ပါတယ် ဝါဆန်ပြုံရတာလေရတော့အခုမှနလန်ထူကာစားသူတွေနဲ့ဂရင်းပြက်နေတဲ့သူတွေအတွက်ပွင့်ထွက်သွားပြီးရောဂရင်းတွေးစီမဲ့ဆန်ပြုံလေးတပွဲပဲဖြစ်ပါတယ်ရှင်ပြီးတော့သူကအမွှေးကြိုင်အနံ့လေးတွေပို့ပြီးတော့ကဲပေါ့နော်အရတာငန်လုံးနေရာလည်းမဖြစ်ဘူးတဘာဝအရတာလေးဖြစ်လို့ရွံ့လို့တငယ်ချင်းနှစ်ယောက်ကတော့အကြိုက်တွေးစီခဲ့ပါတယ်ရှင်အခုလာချပေးတာကတော့ယူနန်မီရှေပဲဖြစ်ပါတယ်ရှင် စံပြုတ်အပြင်တခြားအရသာရှိတဲ့မီနူးတွေအများကြီးလည်းရပါတယ်။ဒါလီးရတော့ရှယ်ကြက်သားစံပြုတ်ပဲဖြစ်ပါတယ်။သူ့ကိုကြက်ချက်တော့အရိုးလိုတုပ်ကလေးနဲ့တွက်ဖက်ပြီးရောစားရတာပါ။ ကျေးချထောက်ယူလို့တုတ်လေးရဆက်တော့တသက်ပကံလေးနဲ့ထည့်ပေးထားရပေါ့နော်အဆက်မစားနိုင်တဲ့သူတွေအတွက်အဲ့လို short ထည့်ပြီးတော့စားလို့ရအောင်လို့ပါရှင်ယူနို့ကတော့အဆက်စားနိုင်လို့အကုန်လုံးကိုထည့်ပြီးရောမှုေလိုက်ပါတယ်ဒီနာအမကတော့စံပြုတ်တပွဲတော့မကုန်သေးဘူးအားအင်းကြီးပြန်ပြေးဖြိုးသွားတယ်ထင်ပါတယ်ရှင်အခုကတော့ယွန်းကရှေ့ကျသားစံပြုတ်လေးကိုမြည်းဆန်းနေရပါအရသာအယံကိုမှကောင်းပါတယ်ပုံမှန်ဆိုယွန်းကစံပြုတ်တွေပါလေတိတ်မကြိုက်တတ်ဘူးပေါ့နော်ဟိုစံပြုတ်ဆိုလို့ရှိရင်လူမမစားလို့ပဲသတ်မှတ်ထားပါပေါ့နော်အခုဆိုရင်တော့စံပြုတ်ဆိုတာဒီလောက်တော့ကောင်းတဲ့အရသာပါ ါလားဆိုပြီးတော့တော်တော်လေးကိုကြိုက်သွားခဲ့ပါတယ်ရှင်။ရှယ်ချက်သားစံပြုံလေးရတော့ဒီဆိုင်ကအယောင်ရဆုံးမီနူးလေးပဲဖြစ်ပါတယ်။ဒါကတော့ချက်ချက်ထောက်ပေါင်းမှုမှုလေးပဲဖြစ်ပါတယ်။အရသာလေးကချိုချိုလေးနဲ့စားလို့လည်းတအားကောင်းပါတယ်။ချက်ချက်ထောက်လေးရလည်းနူးနူးညံ့ညံ့လေးနဲ့စားလို့တအားကောင်းခဲ့ပါတယ်ရှင်။ဒါလီရတော့အမဲခောက်တော့ပဲဖြစ်ပါတယ်အပေါ်ကနေတံမြတီးတီးညှစ်ပြီးရောစားပါမယ်ရှင်စားကြပါအောင် သူ့ရဲ့အရသာလေးကတော့ထုတ်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 ကလေးနဲ့တအားစားကောင်းနေပြီးတော့ဂရင်းပြက်နေတဲ့သူတွေအတွက်လည်းအဆင်ပြေရေပေါ့နော်ဒီအမဲခေါက်တုံလေးကိုလည်းယွန်းကြိုက်တယ်အရသာကသူကအတံညာသီးနှံလေးကလည်းမှုမှွေလေးနဲ့အရန်လည်းမငံအောင်ပေါ့နော်ဆက်ဆက်ကလေးနဲ့ချင်းဆက်လေးတအားစားကောင်းပါတယ်ရှင်ဒါကတော့ရှဲချက်သားဆက်မြုပ်ထဲကပါတယ်ကြက်ဥကြော်လေးပါနောက်ပြီးတော့အဲထဲမှာပါတယ်ကြက်ကြော်လေးကလည်းအရန်ကိုမှစားကောင်းပါတယ်ရှင် ယူနန်မီးရှင်အလှည့်ကို ရောက်ရှိလို့လာပါပြီအနံလေးရမှုမှုလေးနဲ့စားတင်စရာတအားကောင်းနေပါတယ်အရေလေးကိုအရင်တောက်ကြည့်ပါမယ်ရှင် အရင်လေးကလည်းမှွေးနေပြီးရောအရသာလေးကလည်းထိထိမိမိလေးနဲ့ပေါ့နော်အရန်မိုက်တယ်ဖေးနာကနေမကောင်းတဲ့အမကလည်းမိညူးတိုင်းကိုသူကလိုက်ပြီးရောပါဝင်စားသုံးပါတယ်ရှင်အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်အတေးဆက်နေနေတောင်မှခွန်ကြီးပဲဆိုင်ကိုအပြေးလွှားလေးပြေးသွားချင်ပြီးရဲ့စိတ်လေးပောက်ပါတယ်အရသာလေးကသူ့အလိုလိုအုံနှောက်ကနေမှတ်မိနေပြီးတော့ပြန်ပြောနိုင်တဲ့အထီးပေးဆွမ်းနိုင်ပါတယ်ရှင် ဒါကတော့စံပြုတ်မစားခြင်းဘူးတခြားမင်းယူလေးစားခြင်းလေဆိုလို့ရှိရင်တော့ယူနန်မီးရှိလေးလည်းရှိပါတယ်ရှင်။ကဲချင်းချင်းဆက်ဆက်လေးစားပြီးွားရည်ဆိုတော့အချိုဘက်ကိုလှည့်ပါမယ်။အခုစားမှာကတော့မန်ထိုပေါက်စီပါ သူကနိုးစီလေးနဲ့တို့စားရတာပေါ့နော်ရွှန်းလေးစားကြည့်ပါမယ်ရှင် ယုံကအဲ့လိုမျိုးနေခွဲလိုက်တယ်ခွဲပြီးတော့အဲ့လိုကြော်ထားတဲ့ပေါက်စီလေးပေါ့နော်အဲ့ပေါက်စီလေးကိုနှုတ်စီလေးနဲ့တို့ပြီးတော့စားသုံးပါမယ်ရှင်အရသာလေးကအပြင်လေးကကျွတ်ကျွတ်လေးနဲ့အထဲကပေါက်စီသားလေးကလည်းအီအီလေးစားလို့အရန်ကောင်းတယ်နှုတ်စီလေးနဲ့ဆိုတော့အရန်ကိုလိုက်ဖက်ပါတယ်ရှင်ဒါကတော့အချိုတဲတာပေါ့နော်အစ်တီနေကတော့နှစ်ယောက်သားအစားတော့စားတာအရန်တဲ့နေကြပါတယ်ဘေးနာမူးမော်နေတဲ့အမားပြောတယ်ကျမတို့ပါဇက်နေတဲ့အကုန်လုံးကွက်တိကြပါတယ်ဒါကတော့ကွေကာအုံနှုတ်ဆန်ပြုတ်ပါသူက ဝိတ်ထိန်နေတဲ့သူတွေရဲ့အားကစားသမားတွေနဲ့ကလေးတွေနဲ့အယံကိုမှတင့်တော်ပါတယ်ပြီးတော့သွေးတင့်အစီဓာတ်ကိုလည်းရှော့ချပေးတယ်အဟာရလည်းပြည့်ဝပါတယ်ရှင်ဒါလေးရတဲ့ရုံးတို့ပါဇက်နဲ့ကွက်တီကြခဲ့ပါတယ်ရှင် ဒါလေးကတော့ယန္တနာရှိပါဆံမြုပ်ပါ သူ့ထဲမှာပဲနီပဲမဲနှမ်းမဲဆံမဲကောက်ညင်းဆံကြာခွက်စေးတို့ပါဝင်ပါတယ်ပရိုတင်းနဲ့ဖိုက်ဘာဓာတ်လည်းအပြည့်အဝရတဲ့အပြင်စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးပါတယ်ရှင်သူ့ဥရတာလေးကလည်းခလေးလူကြီးမရွေးကြိုက်နှစ်သက်မဲ့အရတာမျိုးလေးပဲဖြစ်ပါတယ်ကောင်းညင်းဆန်လေးကလည်းမှုေးပြီးတော့ပဲရတာလေးတွေကလည်းစားလိုက်တဲ့အခါမှာစိမ့်စိမ့်လေးနဲ့ခြုံစိမ့်ရတာလေးကိုပေးဆွမ်းပါတယ်ရှင်။ ဒါကတော့နှစ်ယောက်သားအရန်ကြိုက်တဲ့အကြောင်းတွေဝေဖန်သုံးသပ်နေကြတာပါဘေးနာအမကလည်းမူးမော်နေရဲ့ဝေဒနာတွေသူဘယ်ရောက်သွားလဲမသိဘူးပေါ့နော်ချက်ချင်းအားအင်းနေပြန်ပြေးသွားပါတယ်ခုတော့မှာကတော့ဒါကိုတီးပါသူကဆေးဘက်လည်းအရန်ဝင်ပါတယ်တရုတ်တံများမွေရဲ့အရာသားရဲ့နောက်ဆုံးမှာဆေးလက်ဖက်မွေးနေရဲ့အရာသားလေးကကြံခဲ့ပြီးရောဆေးကိုလည်းကြည်လင်စေတယ်ပြင်းမနှွမ်းနေနေလို့ရှိရင်ဒါကိုတီးလို့တောက်ပါနော်ယူနိုဘလော့လေးကိုစားသုံးကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးပါရှင်